မင်္ဂလာပါရှင်ဒီခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့လာရှိုးမျိုးမစီကဈေးတဲ့ပြည်သူတော်ဝီရေးတာပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကလာရှိုးမျိုးမစီကြီးတဲ့ကဈေးတဲ့တယောက်ပါအခုအညီလေးတောင်းညင်ပါတယ်ကျွန်တော်တို့ဈေးကြီးက လေရင်ဘုံထိခိုက်ခဲ့တဲ့နေရာတွေဆိုင်ကန်းတွေကိုဆိုင်ပိုင်ရှင်တွေကငွေတွေအကုန်အကျခံပြီးပြုပြင်နေကြပါတယ်ပြင်လို့ပြီးတော့မဲ့ဆဲဆဲအချိန်မှာစီပင်က အရင်ဈေးကောင်းဥဝင်းမြင့်ရောက်လာပြီး ဘသူအမိတ်နဲ့ပြင်လာလဲအကုန်ပြန်ဖြတ်ရမယ်ဆိုပြီးချိန်မောင်းနေပါတယ်အစိုးရကတော့မထောက်ပံ့နိုင်လို့ကုထူကုထားနဲ့ပြင်တဲ့ဆိုင်ကန်းကိုဖြတ်ရမယ်ဆိုတော့စစ်တမ်းလဲခံရအာနာနဲ့အမိန်ပေးတဲ့ဈေးကောင်းလဲကြောက်နေရအနေအထားဖြစ်နေပါတယ်သူ့အနေနဲ့ငွေမရတော့ဖြတ်ခိုင်းနေထင်ပါတယ်ဒီလိုအကျဉ်းဆိုးရှိတဲ့ဝန်ထမ်းတွေကိုဘာလို့လာရှိုးကိုပြန်ပို့ကြတာလဲမေးချင်ပါတယ်ငွေပေးပြီးလာတယ်ဆိုတာသိတာပါတယ်တာဝန်ရှိတဲ့ရမခတိုင်းမှုရဲ့မျက်နှာကိုမထောက် တိဆောက်ရေးကာလကိုဝိုင်းဝန်းကူညီရမယ်အစားငွေနောက်လိုက်ဖို့ပဲတည်တဲ့ဈေးကောင်းကိုဒီအတိုင်းကြည့်နေတော့မှာလားလို့မေးချင်ပါတယ်ဈေးအတွက်အကျင့်ကောင်းတဲ့သူပြည်သူကိုကြည့်သူတယောက်တော့လှုပ်ပေးစေချင်ပါတယ်အများသိအောင်ကူညီပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာနင်းနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်၆ပေါက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်